နီယသာသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ။၂၀၂၅ခုနှစ်နိုဝင်ဘာလ၂ရက်နေ့ တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်တနင်္ဂနွေသားသမီးများအတွက်ဒီနေ့မှာငွေကန်ရွှေကန်အလွန်ကောင်းတဲ့နေ့မျိုးဖြစ်ပါတယ်မိတ်ဆွေအရင်ဆရာသမားအရင်ခြာရင်နဲ့ ပတ်သက်ပြီးတော့ဒီနေ့မှသူတို့အတွက်တွေကိုဆိတ်ရှုပ်ရတာစိတ်ညစ်ရတာကြံရရတဲ့ကိစ္စမျိုးတွေလည်းကြုံရတတ်တယ်။ချစ်သူစီကနေပြီးတော့တည်ငောင်းကြရတတ်တယ်။ရှင်မျိုးသားချင်းအောက်လက်နေသားများနဲ့ပတ်သက်ပြီးသွားရင်လည်းမင်္ဂလာတည်စကားကြရတတ်တယ်။ကျမ်းမာရေးအနေနဲ့သတိချနော်။စီနဲ့ပတ်သက်တဲ့မျက်စိနဲ့ပတ်သက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်။အကျိုးပေးတဲ့နံပါတ်ကတော့1နဲ့4ဖြစ်ပြီးတော့အကျိုးပေးတဲ့အရာမှာ အဖြူရောင်ပဲဖြစ်ပါတယ်ရရရာအနေနဲ့မိမိအိမ်ရှိဖုရားမှာဝဟင်းကကလူပေးရမှာဖြစ်ပါတယ်ရှင်ခုနှစ်ရသားသမီးဝိရှင်များအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကို ဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကို ဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်ရွှင်လွှမ်းပါပါစေ2025ခုနှစ်နိုဝင်ဘာလ နဝင်ဘာလ2ရက်နေ့တနင်္လာသာသမီများအတွက်တနေ့တာဟော်စတန်ဖြစ်ပါတယ်တနင်္လာသာသမီများအတွက်ဒီနေ့မှာအရေးကြီးတဲ့ဆောက်ရွက်စာတမ်းတွေစပစ္စည်းကိစ္စဆက်တူရှယ်ယာကိစ္စအတွက်တွေမှာဒီနေ့အတွက်မှာစိတ်အနှောက်အယှက်ဖြစ်เสียအထင်မှားဖြစ်ပြီးကမှအဆင်ပြေတတ်တယ်အောင်မြင်တတ်တယ်နော်အိမ်ကြီးမှာလည်းစိတ်အလိုမကျတာတွေအားကြီးကိုများနေတတ်တယ်အိမ်လုံးထဲမှာ တယောက်ဆိုသလိုမျိုးတွေစိတ်တိုင်းမကြတာတွေစိတ်အလိုမကြတာတွေဒီနေ့အတွက်ညနေတက်တဲ့ငွေကြေးကံဝေကံကောင်းနေနော်ဆွေမျိုးမိတ်ဆွေအပေါင်းအသင်းများ ਨੇ ပသက်ပြီးသွားရင်လေသူတို့ရှီကနေပြီးတော့အကူညီကောင်းတွေထောက်ပံ့ကောင်းတွေရရှိတတ်တဲ့ကျမ်းမာရေးအနေနဲ့တောင်းနဲ့ပသက်တဲ့သွေးနဲ့ပသက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အကျိုးပေးတဲ့ဒဏ္ဍာရီကတော့တင်းနဲ့သုံးဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းမှာ ချက်သွေးရောင်ပဲဖြစ်ပါတယ်။ယရိယာအနေနဲ့မိမိအရှိဗီယာမှာတင်မောဒီကလူဗီယာမှာဖြစ်ပါတယ်ရှင်။ခொနရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်စင်ရွမ်းမပါစေ။၂၀၂၅ခုနှစ်နိုဝင်ဘာလ နှစ်ရက်နေ့အင်္ဂါသားသမီးများအတွက်ဒီနေ့ဒါဟော့စတန်ဖြစ်ပါတယ်အင်္ဂါသားသမီးများအတွက်ဒီနေ့မှာ စိတ်ချမ်းသာစရာတွေအောင်မြင်မှုတွေကြည်နူးဝမ်းမြောက်စရာများ ਨੇ ဒီနေ့မှာကြုံရတတ်တဲ့အဖက်ဖက်ကနေပြီးတော့လေကံအခြေအနေခွေးရေးကောင်းနေပြလာတတ်တဲ့ဘာပဲလှုပ်လို့ဒီနေ့အတွက်ရရဲတာလှုပ်ဆောင်မှာအရှင်ပြေအောင်မြင်မယ်နော်ကံခွင့်လန်းနေလေဒီနေ့မှာအလွန်ကောင်းနေနော်ဂျမရဲ့အနေနဲ့မျက်စိနာတဲ့မျက်စိအောင်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အခြေအမှလည်းကြားလေသွေးလိုဝေးနေရတတ်တဲ့ အကျိုးပေးတဲ့ကနန်းကတော့နှစ်နဲ့လေးဖြစ်ပြီးတော့အကျိုးပေးတဲ့အယောင်မှာအဖြူရောင်ပဲဖြစ်ပါတယ်။ရရအနေနဲ့မိမိအိမ်ရှိပြားမှာတီးဆုံကိတ်ကလူပြားမှာဖြစ်ပါတယ်ရှင်။အမေရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိထသဘောကိုဆောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဒသဘောကိုဆောင်းတဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ။ 2025ခုနှစ်နိုဝင်ဘာလ2ရက်နေ့ဗုဒ္ဓဘုရားသမီးများအတွက်တနေ့တာဟောစရံဖြစ်ပါတယ်ဗုဒ္ဓဘုရားသမီးများအတွက်ဒီနေ့မှာအလौကိစ္စနဲ့ပတ်သက်ပြီးတဲ့အလौကိစ္စငွေကြီးကိစ္စနဲ့ပတ်သက်ပြီးတဲ့ဒီနေ့မှာတုံးနဲ့တူစကားပြောဆိုရညှင်းခုရတာမျိုးတွေဖြစ်တတ်တယ်ရွေးချယ်ရခက်တာဆုံးဖြတ်ရခက်တာစိတ်နှခွဖြစ်เสียများနဲ့လေဒီနေ့မှာကြုံတွေ့ရတတ်တယ်ကျမ်းမာရေးအနေနဲ့လည်း ချမ်းမာရေးမှာလည်းလက်မှာထိခိုက်တရားရတတ်တယ်တည်ထားနော်အချစ်ရေးမှာလည်းသာရတယ်နော်အချိုးပေးတဲ့ကနန်းကတော့ငါးနဲ့ကိုဖြစ်ပြီးတော့အချိုးပေးတဲ့အယောင်မှာအပြာဖြော့ဖြော့အယောင်ပဲဖြစ်ပါတယ်ရေရရအနေနဲ့မိမိအင်ရှိပြားမှာပဲပေါ့စီကလူပေးရမှာဖြစ်ပါတယ်ရှင်ခொနည်းသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင် အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမံကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်တွဲမပါစေ2025ခုနှစ်နိုဝင်ဘာလ2ရက်နေ့ခြားတာပရိသတ်သမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်ခြားတာပရိသတ်သမီးများအတွက်ဒီနေ့မှာ အလုံးနဲ့ပသက်ပြီးသွားရင်မိမိကတာဝန်ယူပြီးတော့ခေါင်းခံပြီးတော့ဖြည့်ရှင်းပေးရတဲ့နေမျိုးဖြစ်ပါတယ်။မိတ်ဆွေအရင်းများနဲ့အဆင်မပြေဖြစ်တတ်တဲ့အထက်လူကြီးအကြီးအကဲပိုင်းနေနဲ့ပသက်ပြီးသွားလဲမိမိကို လုပ်ငန်းအတွက်အလုပ်အတွက်ကိုဦးညီကောင်းတဲ့အထောက်ပံ့ကောင်းတဲ့ရရှိတတ်တဲ့အလားပါရွှေရတနာနဲ့ပသက်တဲ့ပစ္စည်းဒီနေ့မှဝင်လာတတ်တဲ့ကျမ်းမာရေးအနေနဲ့ဘိုင်းနာတဲ့ဘိုင်းအောင်တဲ့ ဝေဒနာမျိုးတွေခံစားရတတ်တဲ့ချစ်သူစီမလည်းတည်ငောင်းကြရတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့3နဲ့6ဖြစ်ပြီးတော့ကံကောင်းတဲ့အယောင်မှာအစိမ်းအောင်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအရှိပြားမှာလိမ်မော်ရဲ့ကလူပြားမှာဖြစ်ပါလိမ့်ရှင်ခဏရသားမိမိရှင်များအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့ အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမှားပါစေ2025ခုနှစ်နိုဝင်ဘာလ2ရက်နေ့တောက်ကြသားသမီးများအတွက်တနေ့တာဟောစဒန်ဖြစ်ပါတယ်တောက်ကြသားသမီးများအတွက်ဒီနေ့မှာအစစအရာအစဉ်ပြေအောင်မြင်မဲ့နေ့မျိုးဖြစ်ပါတယ်လူမျိုးခြားဘာသာခြားတွေနဲ့ အစုစက်တူရှယ်ယာလုပ်ငန်းတွေလည်းလောက်ကန်ရတတ်တယ်လောက်ကန်မယ်ဆိုရင်အဆင်ပြေအောင်မြင်တယ်နော်အချီရင်နဲ့အိမ်တော်ရင်မှလည်းသူနဲ့သူကဖေးမဝင်ကြီးမှုတွေနဲ့တာယာနေတတ်တယ်ဒီနေ့မှငွေကြေးကန်နေကောင်းတယ်နော်ကျမ်းမာရေးအနေနဲ့သတိထားနော်ခြေတော့မှာဒီကဒံရရတတ်တယ်အကျိုးပေးတဲ့ကနန်းကတော့1နဲ့3ဖြစ်ပြီးတော့အကျိုးပေးတဲ့ အယောင်မှာအစိမ့်အမှုရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအိမ်ရှိဖျားမှာအုံသေးပါရမုတ်ကလူပြားမှာဖြစ်ပါလေရှင်။ကိုနေရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိတ်အသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဒသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ 2025ခုနှစ်နိုဝင်ဘာလ2ရက်နေ့စနေသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်စနေသားသမီးများအတွက်ဒီနေ့မှာ အလုံးနဲ့ပတ်သက်ပြီးတော့မိမိတို့မကြားကျင်တဲ့တည်င်းစကားမျိုးတွေဒီနေ့မှကြားရတတ်တယ်။အောက်လက်ငယ်သားသားသမီးအလုတ်ကနေပြီးအင်ကနေပြီးတော့မထင်မှတ်ပဲထွက်သွားတတ်တယ်။ပြန်မရတော့ဘူးလို့သတ်မှတ်ထားတဲ့ငွေကြီးတွေကအဖက်ဖက်ကနေပြီးတော့ကျွေးလာပေးတဲ့ကျွေးလာဆက်တန်းငွေကြီးတွေပြောင်းဝင်လာတဲ့နေ့မျိုးဖြစ်ပါတယ်။ကျမရဲ့အနေနဲ့သတိထားနော်။သွားနဲ့ပတ်သက်တဲ့သွေးနဲ့ပတ်သက်ပြီးတော့ဆေးရှုပ်ရတတ်တယ်။အခြေအမှလည်းဒီနေ့မှ ရှားလေသွေးလို့ဝိညာဉ်တတဲ့အကျိုးပေးတဲ့ကဏ္ဍကတော့ငားနဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာခရမ်းရောင်ပဲဖြစ်ပါတယ်။ယရိယအနေနဲ့မိမိအိမ်ရှိပြားမှာစပြစ်တီးကလူပေးရမှာဖြစ်ပါရဲ့ရှင်။